ောက်ဆင်းလုံးငိုလာပြီပဲကျွန်တော်မျက်ရည်တော်ခန်းသွားဘယ်လို့မှမငိုနိုင်တော့အဲ့လောက်ထိဖြစ်တယ်ကျွန်တော်ညလုံးနေတော့အင်ရောရောင်ကိုင်းပြီးချိန်ဆက်ပြီးပြန်ရတဲ့ရက်တွေတော့ရှိရဆိုတော့ဒါကျွန်တော်တို့ကတော့တော်တော် heavy drama ပါကျွန်တော်တော့ရီပြီးတော့အများနဲ့ခွေနေတဲ့သူတော်မှာအဲ့ရက်တွေမှာလုံးဝကျွန်တော်ပျော်ရွှင်မှုပြောင်းတယ်ရမုံကလည်းตัวลงอ่ะย่อมะเนี่ยตัวงูสุญญีอ่ะบุดีลงๆจ่าเลยบ้าสุดแล้วคลีอ่ะกูเปลี่ยนสร้างเนี่ยเลยไม่กล้าสุดกูก็เลยเปลี่ยนจูซาไอ้หลุเลยป่ะเนาะโอเค မဲနိုင်တဲ့ချိန်မှာလည်းတသိန်းနဲ့သွားကြတယ်။ပြီးကျွန်တော်တို့နှစ်ယောက်ပြင်ညီလေးဝန်ခံမှုလည်းပါတယ်။ညီလေးဝန်ခံမှုကလည်းအတော့ကလေးဆိုတော့ကျွန်တော်တော်ကမ်ဘယ်စီမိမိစူးစမ်းခဲ့ပါတယ်။ဘာကြီးဆက်ပြစ်မလဲဆိုတော့ကိုယ့်အကြည့်ကိုရောဒီကျောင်းကလောကညူးတယ်ကြီးပဲ။ဆယ်နှစ်ရဲ့အသက်တွေကြီးပဲ။လုံးဝအသက်တွေကြီးအသက်ချွတ်ချွတ်တွေကြီးပဲ။ပါကင်တွေကြီးပဲ။ဒီနေ့ဘာဖြစ်လို့ဖြစ်နေမဲဆိုတာကိုလုံးဝမသိရလောက်အောင်ပဲပေါ့နော်အဲ့လိုမျိုး ပါဒါမြေနုံထာရဝေဆိုတာအရင်ကတည်းကလည်းနာမည်ကြီးခဲ့တဲ့ဒါဆီယာမပေါ့နော်ကလျာဝိစာသိပ္ပံရဲ့ဒါဇလန်းလေးပေါ့နော်ဝတ္ထုလေးဖြစ်တဲ့ဒီမုံတော့ကဒီ character ကိုရှေ့မှာလည်းပုံဖော်ခဲ့တဲ့လူရှိရဲ့အခုလည်းဇလန်းတွဲလေးနေရာမှာကိုကြတဲ့ character ကိုအကောင်းဆုံးပုံဖော်ပြီးတော့တိုးဆောင်ထားပါတယ်ရှင်အဲကျွန်တော်ကကပြောခဲ့သလိုပဲပေါ့နော်ဒီဇလန်းလေးကကျွန်တော်ကိုယ်တိုင်ကိုအရင်ကြိုက်တဲ့ဇလန်းလေးပါဝတ္ထုဖတ်ပြီးတဲ့အချိန်မှာဒီဇလန်းရဲ့ပြိတ္တကျွန်တော်ဖြစ်သွားတယ် ဖြစ်သွားတဲ့အချိန်မှာကျွန်တော်ကိုကျွန်တော်ခေါင်းထဲမှာတာဝန်ကြီးတစ်ခုရောက်လာတယ်။ငါဒီကောက်ကိုတိတိချာချာစိတ်နဲ့ပြီးတော့ဒါတစ်ခုတည်းဥသာတခြားအားဆိုင်ပြီးကောင်းကောင်းအကောင်းဆုံးဖန်တီးမှရမယ်ဆိုတဲ့အတိလေးတစ်ခုဝင်သွားတယ်။ဘာဖြစ်လို့လဲဆိုကိုကြိုက်တဲ့ကောက်ကိုကိုပြန်ဖန်တီးရတဲ့ခါမှာအမားပါပါမှာဆိုလို့ပေါ့။ပြီးတော့ဒီကောက်ကလည်းအရင်ကတစ်ချိန်ကအရန်အောင်မြင်ခဲ့တဲ့ကောက်ဆိုတော့လေကျွန်တော်တို့မှာအမားလောက်ခွင့်မရှိဘူးဆိုတော့100%အာယုံဆိုင်ပြီးတော့ကျွန်တော်ပါဝင်မြူနင်းတို့အာထာဝရကိုတစ်ခွေသားလုံးကအကုန်လုံးကတေချာဒီကားလေးကိုပဲအားဆိုင်ပြီးတော့အဲပုံ အသုံးခေါ်တဲ့ဖန်တီးထားကြပါဘောနော်အဲ့လိုမျိုးဒီကတော့တာဝန်ကြီးရတာကတော့ကမွန်တော့ဒီဝိထုရဲ့ကလိုက်တာပေါ့နော်ဒါဇလန်းတွဲနဲ့ဝိထုနဲ့ဆိုရင်ရမုံတွက်ကတော့ဝိထုဟာအများအများတန်ဖိုးရှိပါတယ်အများအနေနဲ့ဝိထုမှာပါတဲ့ကလိုက်တာတွေရဲ့စိတ်ကိုရမုံတို့ပုံပေါ်ရတာအများကိုထက်ခဲပါတယ်ဒါကြောင့်မို့လို့ဝိထုကိုကလိုက်တာဖြစ်အောင်ပြန်လဲပြီးတော့လုပ်တဲ့အချိန်မှာရမုံဘက်ကနေပြီးတော့လည်းဟိုပိုပါရင်လည်းမဖြစ်ချင်ဘူးပြီးတော့အသက်နိုင်ဆုံးနေတဲ့ဒီစောင်းနှင်းဖြူရဲ့ဝမ်းနည်းမှု ောင်းနေပြခံစားရတဲ့ခြေကွဲမှုပြည့်တက်ကြီးကြီးရှားပြချင်တာဖြစ်တဲ့အတွက်ကိုယ်တိုင်လည်းတခြားဝန်ခံစားပြီးတော့ပေါ့နော်အကောင်းဆုံးစူးစမ်းထားပါမယ်အဓိကတော့ဒီနေဆက်ကြော်လိုမိသားစုကိုစနိုးကစောင်းနေပြွာငငယ်တဲ့တော့အဲမုန်းနေတဲ့ထရမ်မှာရှိရပါတော့။သူ့မှာအရန်ချစ်ရတဲ့မိသားစုထောက်ကွာသွားတဲ့အချိန်မှာဂျိုသိုးဖမ်လီကသူ့အိမ်ကိုရောက်လာတဲ့အချိန်မှာဒီမိသားစုနဲ့ပတ်သက်ပြီးသူအတန်တော့မကြားခြင်း။အဲ့လူတယောက်ကသူနဲ့လက်ထပ်ရမယ်ဆိုတော့ သူကဟွာဖြစ်တာပေါ့အဲတော်တော်မုန်းတာပေါ့အဲ့ဒါကမှနေဆက်ကြရလဲအရွယ်တစ်ခုရောက်လာတဲ့အချိန်မှာကိုကငငယ်တော့လှုပ်ထားတာကျွန့်နေပြီဒါပေမဲ့ကြီးလာတဲ့အချိန်မှာချစ်တယ်လို့သွားပြောတယ်သူကမယုံတော့ဘူးအဲ့တော့တော်တော်ယုံကြည်မှုတည်ဆောက်ရယုံကြည်မှုတည်ဆောက်ရတဲ့အပိုင်းတွေမှာလဲဒါပြိတ္တကြိုက်နေတတ်မဲ့အခန်းတွေအများကြီးပဲဆိုတော့ကျွန်တော်တို့မော်ဒမန်နေအောင်တေချာအကောင်းဆုံးလှုပ်ထားပါတယ်ဒီငူရီနဲ့ပတ်သက်လို့ရှင်တော့ဒါအခုကလေးဘွားမှလည်းဒါအမတို့မြင်နေတဲ့အတိုင်းပဲဒါကလေးလေးတွေကလည်းအများကြီးစူးစမ်းပြီးပြုတ်ဆောင်ထားတယ် ုနေ့လကောင်းမယ်ရမုံတို့လည်းជីပွားမှာအကောင်းဆုံးဖြစ်အောင်ကြိုးစားထားတယ်အခုထိလည်းជីပွား character တွေကမပြရသေးဘူးဟုတ်တယ်ဟုတ်တယ်မပြရသေးတော့ပြိသက်ကိုတော့ဘာမှ surprise အနေနဲ့မပြောထားချင်သေးပါဘူးဒီတိုင်းပဲဒီဇလန်းလေးကိုဘယ်လိုလေးတည်ပိုးရမလဲဆိုတော့ပဲပြိသက်တီကိုစမ်းကြည့်သေးချင်ပါတယ်ရှင် Pine Street Vegan ဤကြမှာပေါ့နော်ကျွန်တော်စကြည့်တာជីပြီဆိုတာနဲ့ကျွန်တော်တို့ရဲ့အဲတေးဥဆောင်မှုတွေဒါကြည့်ရတော့မှာပေါ့နော်အဲជីတဲ့အချိန်မှာလည်းဇက်ရှိန်တွေကပိုတက်တယ်ငငယ်မှာငငယ်တော့လောက်ခဲ့တဲ့အချိန်မှာကြီးလာမှာဇက်ရှိန်ခိုးတင်တဲ့ပုံစံမျိုးလည်းဖြစ်နေခါကြတော့ ကျွန်တော်ကိုယ်တိုင်ရရင်ခုံနေတယ်ကျွန်တော်ကပြိတ္တပါကျွန်တော်စောင့်ကြည့်မှာပါဟုတ်ကဲ့เนาะကျွန်တော်သူမှတ်မှတ်ရရဆေးရုံမှာရိုက်တဲ့ဆင်းနေ6ဆင်းရိုက်တယ်6ဆင်းလုံးငိုလာပြီပဲကျွန်တော်မျက်ရည်တော့ခံရောဘလို့မငိုနိုင်တော့ဘူးအဲ့လောက်ထိဖြစ်တယ်ကျွန်တော်ညလုံးနေတော့အိမ်ရောရောင်ကိုင်းပြီးချိန်ဆက်ပြီးပြန်ရတဲ့ရက်တွေတော့ရှိရဲဆိုတော့ဒါကျွန်တော်တို့ကတော့တော်တော် heavy drama ပါကျွန်တော်မပြောဘူးအဲ့ရက်တွေမှာလေမပြောဘူးမပြောလုံးဝမပြောဘူးကျွန်တော်တော့ကြီးပြီးတော့အများနဲ့ခွေနေတဲ့သူတော်မှာအဲ့ရက်တွေမှာလုံးဝကျွန်တော်ပျော်ရွှင်မှုပြောင်းတယ် ရှင်မွေလာဆိုတာပျောက်တယ်အဲနေဆက်ကြပဲမူသွင်းတဲ့ခါကျတော့အဲ့လိုမျိုးလေးဖြစ်တယ်ပြီးတော့ pressure လည်းအရန်များတယ်အကရရတဲ့ချိန်ဒါအရန်ကိုအောင်မြင်ပြီးတော့အရန်ကိုအောင်မြင်တဲ့ဝတ္ထုဖြစ်နေပြီးတော့ကိုယ်နဲ့တင်းဥဆောင်နဲ့ရမုံကလည်းသူကလုံးဝရောမနေဘူးသူကငိုဆိုမျက်ရည်ကဘူးသီးလုံးလောက်ကျတယ်ဘောက်ဆိုတော့ခလေးကကိုယ်ပြန်ဆောက်နေရရင်လည်းမကောင်းဘူးဆိုတော့ကိုယ်ကလည်းပြန်ကြိုးစားအဲ့လိုလေးပေါ့နော်ဟုတ်ကဲ့ မုံတော့ကကြတော့ဒါအဓိကပေါ့နော်ရမုံစပြီးတော့ပါဝင်တဲ့ဒီအပိုင်းဆက်တဲ့ပေါ့နော်အပိုင်းဆက်တဲ့အကုန်ဆက်နဲ့ကနေစပြီးတော့သသိန်းထီကရမုံတော့ကရှေချတဲ့အဲ့လိုဝမ်းနေချင်းနေနဲ့ပြည့်နေတဲ့နေ့ရက်တွေလိုပဲပေါ့နော်အဲ့လိုဘယ်လိုမှမလဲဒါမဲ့ရမုံကတော့ဟိုခရိုက်တာပြီးွားလို့ရှိရင်တော့ရမုံပုံစံရမုံပြန်ခေါ်တယ်ဆိုပေမဲ့တစ်ခါတလေကြာရင်တရုပ်ဆောင်နေနဲ့အဲ့လိုစောင်းနှင်းဖြူရဲပေါ့နော်ဝမ်းနေမှုတွေကိုခံစားမိပြီးတော့တစ်ခါတလေကြာရင်စကားမပြောနိုင်တော့တာမျိုးခန်းထဲပြန်အောင်လို့လှဲလိုက်ပြီဆိုလို့ရှိရင်အဲ့လို စိတ်တကြွားသလိုလိုအဲ့လိုမျိုးလူတွေနဲ့လည်းစကားမပြောချင်တော့ဘူးကိုယ့်အကူတယောက်တည်းပဲနေချင်တယ်အဲ့လိုမျိုးပေါ့နော်မူကကြံပြီးတော့အာကုန်သွားတယ်အာကုန်ဆောင်းနှင်းမျိုးဖြစ်သွားခဲ့လို့ထင်ပါတယ်ထင်ကြတယ်မနက်မျိုးကအေကားပြီးွားမှခင်တာအေကားရိုက်နေတဲ့အချိန်မှာတိတ်ပြီးတော့အဲရမုံနဲ့ကျွန်တော်နဲ့စဆုံနဲ့ဇကာလည်းဖြစ်တယ်ပြီးတော့ကျွန်တော်တို့ကမူးတွေနဲ့ထဲ့နေရနေ့တိုင်းမှာမူးမပါပဲရိုက်လို့ရတဲ့ရံမရှိဘူးအဲ့လိုမျိုးဆိုတော့မူးတွေနဲ့ရိုက်နေရတဲ့အခါမှာကျွန်တော်တို့ကိုမူးနဲ့ကိုငြိမ်နေကြတာများပါတယ်ကျွန်တော်တို့နှစ်ယောက်အပြင် အခြားသောညီကိုမောင်နှမလည်းအဲ့တိုင်းပဲအဲ့တိုင်းပဲအဲ့လိုပဲအဲ့တော့ဒါရမုံပြောမှဖြစ်မဲ့အရာပေါ့နော်ဒါကတော့ရမုံတို့ရဲ့ဒီကားထဲမှာပါတဲ့ဆင်းလေးတွေလှနေတယ်ဆိုတာလေဒရိုက်တာကတအားအရေးကြီးပါတယ် writer တွေ DOB တွေပါဝင်တဲ့ရိုက်ပွဲသမားတွေအကုန်လုံးတယောက်မှရောမနေခဲ့ဘူးမိုးရွာသည်ဖြစ်စေနေဖို့သည်ဖြစ်စေပေါ့နော်သူတို့စ조사ထားလို့ပြည်သက်တွေဒီကလောအလားပါတွေတောင်ကြီးအလားပါတွေရှမ်းပြည်နယ်အလားပါတွေပြည်သက်တွေကြည့်ရတယ်ထူးနီး၎င်းမဲ့ရမုံရဲ့ဝတ်စားတွေဆိုလဲဒါ style ပေါ့နော် style တွေအသေးချာချာ조사ထားတယ်ပြီးတော့အကိုကြီးဆိုလဲကိုကြီးအလျောက်ပေါ့နော်သူ조사ထားတယ်ဒါတွေအကုန်လုံးပြည်သက်ကိုချပြမှာဖြစ်တဲ့အတွက်ပြည်သက်ကြီးလည်းကြည့်ရတာတမ်းမဲ့ကားလို့ထင်ပါတယ်ရမုံတို့လည်းဘယ်လိုလဲ သေချာချာစူးစမ်းပြီးတော့အလေးနက်ထားပြီးပြည်သက်တီစီချပြတာဖြစ်တဲ့အတွက်ပြည်သက်တီကနေပြီးတော့လည်းအလေးနက်ထားပြီးတော့တံပိုးထားပြီးတဲ့ခံစားချက်လေးပြန်ပြီးတော့ရောတော့ညောင်းနေမိပါတယ်ရှင်။ကျွန်တော်တို့မဲနိုင်တဲ့ချိန်မှာလည်းတသိန်းနဲ့သွားကြတယ်။ပြီးကျွန်တော်တို့နှစ်ယောက်ပြင်ညီလေးဝန်ခံမှုလည်းပါတယ်။ညီလေးဝန်ခံမှုကလည်းအတွက်ကလေးဆိုတော့ကျွန်တော်တော်ကမစီမိမိစူးစမ်းခဲ့ပါတယ်။ဘာလို့ဆက်ဖြစ်မလဲဆိုတော့ကိုပေါ့ကြီးကိုရောတေးကျော်ကလောကနီးဦးတွေကြီးပဲ။၁၂ရက်အတ္တတွေကြီးပဲ။ လုံးဝအစ်စ်တေယူအစ်စ်ချွတ်ချွတ်တေယူပဲပါကင်နေရွေးရတယ်။အဲ့ဒါနဲ့ဘာဖြစ်လို့ဖြစ်နေမဲဆိုတာကိုလုံးဝမသိရလောက်အောင်ပဲပေါ့နော်အဲ့လိုမျိုးပါပဲ။တော်တော်ရိုက်ချိန်တော့မရ။ကျွန်တော်တို့ကတော့တိတ်မရရဘူး။ဒါပေမဲ့ production ဘိုင်းကတော့96ဘောက်လောက်ရိုက်ပါတယ်။ပြောဖို့ကောင်းပါလေ။ဘယ်လောက်ထိကျွန်တော်ပင်မလဲမပင်မလဲအခုလက်ရှိအသားကြီးကို show လိုက်။ကျန်ကျန်တော့မှပြော။လိုရဲကြမှာပဲပွဲတွေရတယ်တက်တာတော့ဘယ်လို management နေခံခဲ့ရလဲဆိုတာကိုလည်းအဲ့လို ာရှူအာဆယ်လီဆိုင်ပြူရေးကဏ္ဍကြိုင်စက်ပြောနေပြောပြခြင်းနဲ့စာချုပ်ချုပ်တာလေအဲ30ကျော်တော့ပါလိမ့်မယ်30ကျော်အတိအကျတော့ကျွန်တော်တို့မသိဘူး duration ရလေရှေ့တိုးဝါတာလေနောက်ဆုတ်ဝါတာလေဖြစ်တဲ့အတွက်ကြောင့်မို့30ကျော်တော့ဖြစ်နေမယ်ရာသအနေနဲ့တော့ကျင်းနေတယ်အိမ်တော်ကြီးနဲ့လောင်းမှမဟုတ်ဘဲနဲ့တမျိုးတစ်ဖုံလေးနဲ့ချစ်စရာလေးနဲ့ဟိုအဲ့လိုမျိုးစိတ်တော်ကလေးအမိုင်းလေးပေးမဲ့ကားလေးပါဟုတ် new tips လေးပါပေါ့နော်အဲ့လိုမျိုးဟုတ် โอเคဒီကားလေးကတော့ဘာပဲဖြစ်ဖြစ်ဒါပြိတ္တစီကိုလည်းဒါစတဲ့မျိုးပြသနေပြီပြိတ္တစီလည်းကြည့်နေဆိုလို့ရှင်ဝိထုကိုကြည့်ပြီးသားသူတွေကလည်းဝိထုအလျောက်ပေါ့နော်သူတို့အဲချူတင်မြောက်ခံစားနေကြတော့ဘူးလို့ထင်ပါတယ်ဒါဒီစကားရဲ့ taste ကတော့ဟိုကိုကြီးပြောခဲ့သလိုပဲဒါအိမ်ဆောင်ရေးကြောင့်ပူလောင်တာမျိုးမဟုတ်ပဲねပြိတ္တစီကိုလည်းတခြားသောရတအစ်တို့မျိုးနဲ့ပြသွားမယ်ဇလန်တွင်းလေးဆိုတော့အားလုံးလည်းဆောင်ရွက်ကြည့်ပေးပါဦးလို့မိတ္တရရခင်ကျေးဇူးများတင်ပါတယ်ခင်ဗျာကျေးဇူးများတင်ပါတယ်ဟုတ်